oxidation ဖြစ်တယ်ဆိုတာဘာကိုပြောရလဲဒေါက်တာရဲ့ဗီဒီယိုတွေမှာတော်တော်များများ oxidation ဖြစ်တယ် oxidative stress ဖြစ်တယ် free radical တွေထွက်လာတယ်လို့အငြင်းမ်းပြောလို့ရှိရတော်တို့အရေးပြအလားပါနေတာလုံးဝကင်းလုံးလို့မရတဲ့အနေထားပေါ့အဲ့တော့ oxidation ရအောင်တကယ်ကဘာကိုပြောရလဲဒီဗီဒီယိုမှာရှင်းပြပေးမယ် မင်္ဂလာပါဒေါက်တာယူရီပါအလှပကြီးရာဆရာဝန်ဖြစ်ပါတယ်အမျိုးသမီးတွေရဲ့အတွက်ပန်ကလေးများအကောင်းဆုံးတောက်ပနိုင်ဖို့ဆိုတဲ့စာအုပ်လေးကိုရေးသားထုတ်ဝေတဲ့သူလည်းဖြစ်ပါတယ်သင်တန်းရှိလာလို့မင်းရင်တော့ရှိပါတယ် Telegram မှာ podcast အနေနဲ့ filler ចောင်းទីកောင်းစီရာဆိုတဲ့ចောင်းလေးရဲ့တကူရဲ့သင်းမှုနဲ့အနန္တကင်းစင်ချင်းဆိုတဲ့ခေါင်းစဉ်လေးတွေရဲ့တရားဖွင့်ထားပါတယ်အားကြောင့်ဒေါက်တာကိုသင်တန်းအချင်လို့စုံစမ်းနေတာပဲဖြစ်ဖြစ်အာအရေးပြားအလှပနဲ့ online consultation လုပ်တာပဲဖြစ်ဖြစ်စီကံပြကျင်တာပဲဖြစ်ဖြစ်စာအုပ်ကို pre-order လေးတင်ကျင်တာပဲဖြစ်ဖြစ်စာအုပ်ကလာမယ့် October မှာ2025မှာဒီမိုရှိဟိုထုတ်ဝေဖြန့်ချိဖို့ရှိပါတယ်အဲ့ဒီဟာအတွက်ကြိုပြီး pre-order လုပ်ချင်တာပဲဖြစ်ဖြစ်တကူကူဆက်သွယ်ချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ Facebook ဒေါက်တာယူရီဆိုပြီးတော့ရှာလိုက်ပါပြီးတော့အဲ့ဒီရဲ့ chat box ကိုလမ်းမေးလို့ရပါတယ် admin တွေကတော့အမြဲတမ်းရှိပါတယ် oxidation ဆိုတာကမြန်မာလိုကကြတော့တို့ဓာတ်တိုးဖြစ်စဉ်လို့သုံးတယ်ပေါ့အဲ့တော့ဓာတ်တိုးတော့ခန္ဓာကိုယ်ကြီးကဘာဖြစ်မှလဲဆိုပြီးဆက်ဆက်လို့မရကြတာမရတယ်ဆိုတော့ဓာတ်တိုးတွေဆိုတာကကြတော့သူဒီတို့မြင်လွယ်အောင်ပြောရဲအချိန်ကြရင်တို့ခန္ဓာကိုယ်မှာ atom ကြီး molecules ကြီးရှိတယ်ပေါ့အဲ့ဒီဟာတွေနေအကုန်လုံးကလူလုံးထယ်ဆိုပြီးတော့တို့ဖြစ်လာကြတာပေါ့အဲ့တော့အဲ့ဒီတခုအချင်းလေးတွေမှာဓာတ်တိုးတဲ့အခါဖြစ်တဲ့အချိန်ကြရင်သူက electron လေးတွေပြုတ်ပြုတ်ထွက်သွားတယ် ပြုတ်ပြုတ်ထွက်သွားတဲ့အချိန်ကျရင် तू ကမငြိမ်မသက်ဖြစ်နေတာဖြစ်တဲ့အတွက်တခြားဒီကောင်းတဲ့ဒီ lipid ဆို DNA တို့ဟာတွေတော်တော်ဆွဲပြီးတော့စားပြီးတော့ तू က तू ငြိမ်အောင်ပြန်လုပ်ရတယ်အဲ့ဒီခါကိုမရှင်းဘူးဆိုရင်တော့တခုနောက်တခုအနေနဲ့ထပ်ပြောပြရတယ်ဆိုလူတိုင်းသိတဲ့ကောင်းစင်ကအောက်ဆီဂျင်အောက်ဆီဂျင်သီး O2 ဆိုတဲ့ပုံစံနဲ့လူတိုင်းနေတယ်ဆိုတာဒါကတော့လူတိုင်းသိတယ်အဲ့တော့အောက်ဆီဂျင်ကနှလုံးရှိနေမှသာလေ तू ကငြိမ်တယ် ညင်မသာလည်းသူ့အလုပ်ကိုသူကခဏကိုထဲမှာလုပ်တယ်ဒါပေမဲ့ဓာတ်တိုးလာတဲ့အချိန်ကျအောက်ဆီဂျင်ကတလုံးနဲ့ကျန်တော့တာပေါ့ဥပမာအနေနဲ့အဲ့တော့သူကညင်အောင်ဆိုပြီးတော့နောက်ထပ်တလုံးကိုသူကတခြားကောင်းတဲ့ lipid တွေ protein တွေခဏကိုမှအရေးကြီးတဲ့ဒီ DNA တွေထဲရအောင်သူကတော်တော်ဆွဲပြီးတော့သူ့ရဲ့ O2 လေးကိုညင်အောင်အတွက်သူကတော်တော်လုပ်တာ အဲ့တော့သူ့ရဲ့ဒီဟာမငိမ့်လေးလေးအာဒီဓာတ်တိုးလေးလေးအောက်ဆီဒိုက်ဖြစ်လေးလေးတခြားကောင်းတဲ့ဟာတွေကိုသူကသွားဆွဲလေးလေးအဲ့တော့ဟိုဘက်ကကောင်းနေတဲ့ဟာကြီးကအလုပ်တွေကကောင်းကောင်းလုပ်လို့မရလေလေဖြစ်တယ်အဲ့တော့တို့ကဓာတ်တိုးပြီဆိုရင်သူ့ဟာကဒီအောက်ဆီဂျင်ကြီးဟာဒါမငိမ့်တာဖြစ်တဲ့အတွက်ဟိုဘက်ကကျမ်းမာတဲ့ဟာတွေကိုသူကသွားဆွဲတော့ဟိုဘက်က function တွေအကုန်လုံးကချုပ်ယွင်းသွားတယ်။ဥပမာတော့သူ lipids လေးဆိုအရင်ရေးကြည့်ရယ်ဒါပေမဲ့အရေးပြားက lipids တွေမရှိရင်စက်နေလို့မရဘူးလေ။ဟိုမွေး66တွေဖြစ်လာတယ်။ protein တွေအရင်ရေးကြည့်ရယ်သူကအဲ့ဒီ oxygen ကြီးက reactive oxygen ကြီးကတော်တော်ဆွဲနေတော့အဲ့ဒီ protein တွေ collagen တွေဒေါက်တာတို့က collagen ဆုံးရှုံးနေ collagen ဆုံးရှုံးနေဆိုပြီးတော့ဖြစ်လာအောင် ဲ့တော့အမြဲတမ်းဒီ oxidative stress တွေဓာတ်တိုးဖြစ်စဉ်တွေကအမြဲတမ်း collagen ဆုံးရှုံးမှုတွေကတိုက်ရိုက်ပေါ်ဆက်ပြီးတော့ဆက်သွယ်နေတာဖြစ်တယ်။အဲ့ဒီမှာဆက်ပြီးတော့ wrinkles တွေပေါ်လာတဲ့အရေးချောင်းတွေပေါ်လာတဲ့အဲ့လိုမျိုးဖြစ်တယ်။အဲ့တော့အဲ့ဒီဒီဓာတ်တိုးဖြစ်စဉ်ဖြစ်တာဒီ oxygen ကနှလုံးမရှိဘဲနဲ့တလုံးထဲမှာရှိနေတဲ့ဟာသူကသူကြောက်ကြီးရဖြစ်နေတဲ့ဟာကိုအရေးကြီးတဲ့ဟာဟာနေတော့တော်တော်စွဲပြီးတော့တည်ငြိမ်အောင်ပြီးဆောက်ရတဲ့အချိန်မှာ ခန္ဓာကိုယ်ကတခြားသူ့ဟာနဲ့သူလုံနေတဲ့အလုပ်တွေမှတ်တမ်းများကယိုရင်းလာတယ်ပြက်စီလာတယ်အဲ့တော့အိုပိုအိုလာတဲ့ရေးချောင်းတွေပိုထွက်လာတဲ့ရေပြားမလာတော့ဘူးနောက်ဆုံးမဲ့အချိန်ထိဖြစ်နိုင်လဲဆိုတော့ cancer stage ကြီးထောင်မှာရောက်သွားနိုင်တဲ့အဆင့်ကိုရောက်တယ်အဲ့တော့ဒီလိုမျိုးဓာတ်တိုးအောင်ဒီအောက်ဆီဂျင်တွေမငြိမ်မသက်ဖြစ်အောင်အီလက်ထရွန်တွေမငြိမ်မသက်ဖြစ်အောင်ဘယ်ဖြစ်စဉ်တွေကသူ့ကိုတွန်းပို့နေတာလဲဆိုတော့ဒါရတို့ရဲ့ lifestyle ကအာဒီနောက်ပိုင်းမှာမှားယွင်းလာတာပေါ့အဲ့ချိန်ဆိုရင်အရန်နောက်ကျလာတာ အာပြီးတော့တို့ဆေးဝါးအကူတွေကိုအများကြီးသုံးလာရတာဆေးဝါးဆိုတဲ့အထက်မှာတော့တို့သွေးတိုးလို့စီးယိုလို့အဲ့ဟာတွေလည်းတကူရတာပဲပြီးတော့အခုဆိုရင်တောက်ကြပြီတကူတကူ supplement တွေအရန်တောက်ကြရတယ်ဆိုတော့အဲ့ဒီရဲ့ဒီ side effect တွေကိုလည်းတော်တော်တို့ခံစားရတဲ့အချိန်ပါလေပဲဒီ data တိုးတဲ့ဖြစ်စဉ်တွေကိုလည်းရတယ် ောက်တစ်ခုအဲပေါ်လို့ရှင်လေဒူးညင်ညာတဲ့ဟာတွေအပြင်မှာဆိုရင်ဖုံတွေကားတွေဓာတ်ဆီအနေနဲ့တော့ညမ်းတွေ့နေရတာပြီးတော့အရက်တောက်တယ်အခုဆိုရင်ဒါတို့လူမျိုးမိန်းကလေးတွေကအစားအုံကိုအကိုဟောင်းတွေကမဲမဝေးတော့ဘူးအနည်းဆုံးဒီဟာလောက်ကကြတော့တောက်နိုင်နေဆိုတဲ့အကျဉ်းဖြစ်လာတဲ့အချိန်မှာဒါတို့ရဲ့ဒီ ဓာတိုးတဲ့ဖြစ်စဉ်ကပို့ပြီးတော့နီးစပ်လာတယ်ပြီးတော့ခြိုတဲ့ဟာဗကြားတက်တယ်ခြိုတဲ့ဟာမှန်တယ်မြတ်ယူကာပဲဖြစ်ဖြစ်ခိတ်ပဲဖြစ်ဖြစ်ကိုလာပဲဖြစ်ဖြစ်ဘာမဆိုပေါ့ဒီခြိုတဲ့အရာသာရတဲ့ဟာအကုန်လုံးကဒီဓာတိုးဖြစ်စဉ်ကိုဖြစ်စေတယ်ပြီးတော့အသက်ကြီးလာလို့လည်းဒါတို့ပုံမှန်လည်းဖြစ်တယ်ပြီးတော့နောက်တစ်ခုနေရောင်ကြီးကနေရတယ်ခရမ်းလောင်ရောင်ကြီး UV radiation အားကြောင့်နေမတိနဲ့နေကင်းမတိမှဆိုရင်ပုံဆိုးတယ်မတိနဲ့အဲ့လိုမျိုးပုံစံတွေနဲ့တော့ sun protection လို့ပြောလာတယ် တော့နောက်ဆုံးတစ်ခုကကြတော့ဓာတ် smoking လောက်တာဒီဆေးလေးတောက်တာပါမယ်ကွန်စားအားတွေပါမယ်အခုနောက်ပိုင်းဆို vape တွေပါရောတောက်လာကြတယ်ဒါခုနောက်ပိုင်းဆိုတော့ဒီ weed တွေပါတွေပါရောအကုန်လုံးပါလာကြအကုန်လုံးပဲဒီဒီ range ရေအကုန်လုံးဒီကွန်စားတာတွေရောဒါတွေအကုန်လုံးဒီတော့ဓာတ်တိုးဖြစ်စင်ဖို့ခန္ဓာကိုယ်ကိုဓာတ်တိုးဖို့အတွက်ကိုပို့ပြီးတော့ဆိုးလာအဲ့တော့ဓာတ်တိုးတော့ဗာဖြစ်လဲတို့ဒီကောင်းတဲ့ဟာတွေကိုတော်တော်ဆွဲတယ်သူကသူငြိမ်အောင်လိုက်လုပ်တယ် ဆိုတော့ကြံတဲ့ကောင်းတဲ့ဟာတွေရဲ့ function တွေလုပ်ငန်းဆောင်တာတွေကယူနေလာတယ်အဲ့တော့လူကကိုအိုးလာတယ် cancer အထိဖြစ်နိုင်တယ်မကုနိုင်သောယောဂါတွေအများကြီးနဲ့စလာတယ်ပေါ့ဆိုတော့အဟာကြောင့် ဒီဓာတ်တိုးတဲ့ဟာတွေကိုရော့စေဖို့အတွက်တို့တို့ဒီဆေးတွေမှာဆိုလည်းတစ်ခါပြန်ထုတ်တယ် antioxidants တွေပြန်ထုတ်လာပြီးတော့တို့တို့ beauty တို့ wellness ပိုင်းတွေကအရန်ကိုဟိုပြန်ပြီးတော့ promote လုပ်လာကြတဲ့နေထားမှာရှိတယ်ဘာလို့ဆိုတော့အဲ့ဒီ lifestyle modification လုပ်တာလူနေမှုစနစ်ကိုပြန်ပြောင်းတာဒီအကျင့်တွေကိုပြန်ပြောင်းတာတွေကဒီဓာတ်တိုးဖြစ်စင်တဲ့ဟာတွေအကုန်လုံးကိုပြန်လျှော့ချတဲ့ antioxidants ဆိုတဲ့အောက်ထဲမှာပြန်ဝင်လာတယ်အဲ့တော့ now video မှာဒေါက်တာဓာတ်တိုး ဖြစ်စဉ် antioxidants ဟာတွေက supplement အနေနဲ့ဘာရှိလဲဘယ်လိုမျိုးလူမျိုးမူစနစ်ရှိလဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးမယ်ဆိုတော့ဒီဗီဒီယိုမှာနောက်ဆိုရင်ဒေါက်တာ oxidation ဆိုတာဘာလဲလို့မေးတဲ့လူတိုင်းကိုဒေါက်တာဒီဗီဒီယို link ကိုပဲချပေးတော့မှာเนาะဆိုတော့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်